စာသင်ကျောင်းကိုထပ်ကျဲတယ်အသေးပြောက်လည်းများတယ်အသေးပြောက်လည်းများတယ်ဆိုတော့တရင်ရတာပေါ့နော်နောက်ကလေးတွေလည်းပါတယ်ဆရာဆရာမတွေစာသင်နေတဲ့ကြည်သူတို့ကအဓိကလက်နက်ကတော့စာသင်ကျောင်းနေဆေးရုံတွေကိုအဓိကထားနေပြီအဲ့တော့ဒီစာသင်ကျောင်းနေဆေးရုံတွေကိုဒီလိုကျဲတယ်ဆိုတာကပညာရေးတို့ဒီကျမ်းမာရေးတို့ဒါသူကလုံးဝဂယုမဆိုင်တဲ့သဘောဟာပြီးရင်တော့ original shop ော်တယ်အเจ้าတက်မယ်မတက်မနေရ မတက်မနေရပြောပြီးတော့စာသင်ကျောင်းတွေဘုံလိုက်ကျဲတယ်ဆိုတော့ဒါလူမမဟုတ်တာအားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာပါအာကျွန်တော်တို့တရင်နဲ့သကားဝိုင်းဆိုတဲ့အစီအစဉ်ကနေပြန်လဲကြိုးစားပါတယ်အဒီနေ့ကတော့ကျွန်တော်တို့အဲတရင်လေးတွေကတော့နည်းနည်းပဲရှိတယ်ဗောနော်ဒါပေမဲ့တကယ်တော့အာစစ်ကောင်စီရဲ့ရုပ်မာမှုတွေကများနေတာဗော ဆိုတော့မနေ့ကဆိုရင်ကျွန်တော်တို့ဘုံချဲတဲ့ဟာနှစ်နေရာသုံးနေရာမှာချဲတယ်ဆိုတော့ကျွန်တော်ဒီစကိုင်းတိုင်းပြင်လည်မှုမျိုးနယ်မှာဆိုရင်စာတင်ကြောင်းကိုထပ်ချဲတယ်စာတင်ကြောင်းကျတော့အသေးပြောက်လည်းများတယ်အသေးပြောက်လည်းများတယ်ဆိုတော့တည်ရင်ရတာဗောနော်နောက်ကလေးတွေလည်းပါတယ်ဆရာဆရာမတွေစာတင်နေတဲ့ချိန်သူတို့ကအဓိကလက်နက်ကတော့စာတင်ကြောင်းနေဆေးရုံတွေကိုအဓိကထားနေပြီအဲ့တော့ဒီစာတင်ကြောင်းနေဆေးရုံတွေကိုဒီလိုချဲတယ်ဆိုတာက ပညာရေးတို့ဒီကျမ်းမာရေးတို့ဒါသူကလုံးဝဂယုမဆိုင်တဲ့သဘောဟာပြီးရင်တော့ original shot ော်တယ်။အကြောင်းတက်ရမယ်မတက်မနေရ။မတက်မနေရပြောပြီးတော့စာတင်ကြောင်းတွေဘုံလိုက်ကျဲတယ်ဆိုတော့ဒါလူမမဟုတ်တာ။ဒီကသူတို့ပဲဒီကမြို့ပေါ်ဒီမှာဆိုရင်စာတင်ကြောင်းတွေဆေးရုံတွေမှာသူတို့ပဲနေရာယူထားတာပေါ့နော်။ဟိုတနေ့ကညီပြောသူတို့ဆိုရင်ဒီဒါဆေးရုံထဲမှာရေရေစကန်ထဲကန်တဲတာတို့ဆိုတော့သူတို့ရဲ့လက်နဲ့ဒီသူတို့ရဲ့အင်အားဒီလေရင်တစ်ခုပဲရှိတော့တယ်။ဆိုတော့လေရင်ရော သူတို့အမြဲတမ်းသုံးနိုင်လားဆိုတော့လီယင်စီတွေအခုဖြတ်တောက်တဲ့ဟာတွေလာပြီတိတ်ပြီးတော့မသုံးနိုင်တော့ဘူးဒါပေမဲ့တိတ်မသုံးနိုင်လို့ဆိုပေမဲ့ဒီကောင်တွေကခုနလိုဟိုစာတင်ကြောင်းတွေအစေးယုံတွေဟလာဖုံးတော်ကြီးအကြောင်းတွေဟလာဈေးဒီတွေဒါမျိုးတွေကိုကျဲမယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီမြန်မာပြည်မှာဟလာပြောလိုက်ရင်တော့ဗုဒ္ဓဘာသာဟလာဘုရားတွေအများကြီးတဲ့တယ်ဗျာဒါပေမဲ့အဲ့ဒီဘုရားတွေအများကြီးကိုပဲဘုန်းနေလိုက်ကျဲတယ်ဟလာ အစာတင်ကြောင်းတွေဘုံတွေလိုက်ကျဲတယ်ဟာလားဘုံကြီးတွေဘွဲပေးတယ်ပြီးတော့ဖမ်းတယ်ဘွဲပေးတယ်အเจ้าဆောက်ပေးတယ်ပြီးတော့ဘုံကျဲတယ်အဲ့တော့ဒီလိုစစ်တပ်မျိုးကတိုင်းပြည်မှာရှိတင်လားမရှိတင်လားအဲ့ဒါတော့ဘာသာကိုခုတုံးလုပ်ပြီးတော့အဲသူတို့ရဲ့လိုချင်တဲ့တက်ခက်ကိုရအောင်ယူရတာပေါ့နော်အဲ့တော့ဗာကျွန်တော်တို့ဟိုမြန်မာနိုင်ငံအတွက်မှာရှိတယ်ကျွန်တော်ဗုဒ္ဓဘာသာတွေရဲ့အားလုံးကရှေးဥစ်တုံးဆွဲတဲ့ဟာတွေရှိတယ်ဥမာနတ်ကိုွယ်တဲ့လူတွေရှိတယ်လို့ ကျွန်တော်တို့ဟိုဘုရားဘာသာအယူရအထေရဝါဒကိုကိုးကွယ်တယ်လို့လည်းရှိတယ်ကိုးကွယ်မှုမောင်းတုံတော့နေကြတာဟုတ်ဒါပေမဲ့အဲ့ဒါကိုဒီအာနာရှင်လူစုကတော်တော်ကိုအခွင့်ကောင်းခွင့်ကောင်းတယ်တခါကြည့်ရင်သူတို့ထုတ်တုံးတယ်ပေါ့နော်အရင်တော့ဆိုဘာသာရေးအဲ့ပရိပခါလေးဖြစ်အောင်မိုင်းတိုက်တယ်ဒါတွေကလည်းသူတို့လုတ်ခဲ့တာပေါ့ဒါဒါသူတို့လုတ်ဟိုတော့လို့အာဘလီတွေမီးရှို့တာလို့ဘုံเจ้าတွေဘာလာလုတ်တယ်ညာတော့ဒါသူတို့ပဲသူတို့လူတွေပဲသူကရင်းခဲ့တာကိုဒီလိုရင်းမှလဲသူကတိုင်းပြည်ကို ကိုထိန်းလို့ရမယ်ဆိုတော့ဟာညက်ပတ်တဲ့အတွေးခေါ်ညက်ပတ်တဲ့အတွေးခေါ်အဲ့တော့ကျွန်တော်တို့အတွေးခေါ်ရပြောမယ်ဆိုရင်တော့ဘာသာရေးရတော့ကျွန်တော်အယူဆဆိုရင်ကျွန်တော်ကဘာသာရေးအသိကောင်းတဲ့ပါမရှိဘူးအားလုံးလူသားလိုပဲမြင်တယ်အားလုံးကလူပဲလေသမင်းစားတယ်ဟလာအလုံးလုံးကြတယ်ဟလာဒီမျက်လုံးဒီနှောင်းဒီနရွက်ဒီကိုခန္ဓာပဲလေဟလာအဲ့တော့လူကိုလူလိုအခုတတ်မှတ်လိုက်တဲ့အခါကျတော့ဒီတော်လိုင်းကြီးမှာဘာဖြစ်လဲဆို တော်လိုင်းမှာခရစ်ယာန်တွေလည်းပါတယ်။ဒီအစ္စလာမ်တွေလည်းပါတယ်။ဗမာတွေလည်းပါတယ်။ဥပမာကချင်တွေလည်းပါတယ်။ဟိန္ဒူလည်းပါတယ်။အကုန်ပါတယ်။ဟိန္ဒူလည်းပါတယ်ဟလာ။အဲ့တော့အခုသူတို့ကဒါအဲ့မိုင်းကိုတိုက်တာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့တော်လိုင်းမှာဆိုအဲ့လူလူပေါင်းစုံနေတယ်။အစ်စင်ပဲ။တပေါင်းစုံဖွဲ့ဖွဲ့လိုက်တဲ့အခါကျရင်တော့လူမျိုးပေါင်းစုံပါလာ။ပါလေ။လူမျိုးပေါင်းစုံပါလာဆိုတော့အဓိကလူမျိုးပေါင်းစုံရဲ့သွားတာကျွန်တော်တို့ကတော်လိုင်းရေးဆိုတဲ့ arrange out မှာတစ်ခုတည်းမှာသွားတာဖြစ်တဲ့အတွက် ဘာသာမချဘူးချဘူးလူကိုလူလိုမြင်ပေးတယ်ပေါ့ခုနလိုပေါ့သူတို့ဟိုဘုံတွေကျဲတယ်ဟဟလာဒီအပြစ်မဲ့ပြည်သူတွေကိုဟဟလာဟိုမတရားနှိပ်စက်တယ်ညှဉ်းပန်းတယ်တပ်ဖြတ်တယ်ဒါကဘာသာတိုင်းမှာဒါဘိုဘလိုတွက်ချက်လဲဆိုတော့ဒါမကောင်းတဲ့အလုပ်ပဲမကောင်းတဲ့အလုပ်ပဲအကတော့ရှင်းရှင်းလေးအခုဆိုရင်ကျွန်တော်ကဘာမှာဆိုရင်စစ်တွေဖြစ်နေကြပြီဟဟလာကျွန်တော်မြန်မာနိုင်ငံနဲ့မဟုတ်ဘောเนาะကျွန်တော်နိုင်ငံနဲ့မဟုတ်ဘူးကဘာမှာလဲအခုအကြည့်ကျွန်တော်တို့ဟို အစ္စရေးနဲ့အီရန်ဆိုရင်လည်းအာသူ့နိုင်ငံကိုယ်နိုင်ငံချနေရတယ်ချနေရတယ်ဆော့အဲ့မှာကျွန်တော်ဘာသွားတွေ့လဲလေဆိုတော့အီရန်ကိုအစ္စရေးကဆော်တဲ့အချိန်မှာအီရန်ကနေပြီးတော့အာအဆိုင်လန်နဲ့ရောက်သွားတဲ့အမေရိကန်နိုင်ငံမှာရှိတဲ့အီရန်နိုင်ငံသူနိုင်ငံသားတွေကပျော်နေတယ်အဲ့ဒါဘာလဲဆိုတော့သူတို့နိုင်ငံကိုအာနာရှင်ကအုပ်ချုပ်ထားတာဟုတ်အဲဒါကိုပြောချင်တာဟုတ်တယ်ဟုတ်တယ်ဒါကိုပြောချင်တာအာနာရှင်ကအုပ်ချုပ်ထားတော့အစ္စရေးကတိုက်တဲ့အချိန်မှာ အခုဆိုရင်ကမ္ဘာတို့အစားတိုက်ပြီးတော့တို့အစားတိုက်ပြီးတယ်ပေါ့ဗျာဆိုကျွန်တော်တို့ကအရန်ကြောက်အရှိလေပိုင်းအာရှအမှပါလာတဲ့ဥရောပတွေရောအရှိလေပိုင်းဖြစ်စစ်ဖြစ်တဲ့အတွေ့ကျွန်တော်အာရှမှာဖြစ်တာဆိုအာရှမှာလည်းဟိုထိုင်းနဲ့ကမ္ဘောဒီးယားနဲ့ဒါနေမီအငင်းပွားမှုကိစ္စနဲ့ပတ်သက်လို့စိုင်းနှားကြရပြီပေါ့ဒါမဲ့သူ့နိုင်ငံသူ့နိုင်ငံနဲ့အကုန်လုံးကရှုပ်ထွေးမှုအားလုံးကအများဆုံးရှိတယ်လေဒါမဲ့ကျွန်တော်နိုင်ငံကြတော့ဘယ်နိုင်ငံနဲ့တိုက်တာလဲလို့ပြောလိုက်တဲ့အခါမှာကိုယ်နိုင်ငံစစ်တော့ ကိုယ်နိုင်ငံပြည်သူကဟလာမတရားလှုပ်လုံအာကြီးလို့ပြန်တိုက်ထုတ်ရတဲ့ဘွဲအဲ့တော့အတိုင်းလဲပြည်ပြည်ကဥပမာကြားရင်ဒါရှက်စရာကောင်းတယ်တော်တော်ရှက်ဖို့ကောင်းတယ်ကဘာဒီနိုင်ငံအသီးသီးကကြားရင်လည်းရှက်ဖို့ကောင်းတယ်ဟလာအဲသူတို့တမန်နိုင်ငံတွေပါဆိုရင်သူတို့စစ်တပ်ကိုတအားသူတို့လေးစားတယ်တအားနေရာပေးတယ်ဟုတ်တယ်လေဟုတ်ဆိုစစ်တပ်က သူတို့နိုင်ငံတွေပါဆိုတိုင်းပြည်ကိုကာကွယ်တဲ့တိုင်းပြည်ကိုကာကွယ်တဲ့သူတို့ဝင်မလျှုပ်ဘူးသူတို့နဲ့မဆိုင်တဲ့နေရာမှာအမှန်ပေါ့အမှန်စစ်တပ်နေရာမှာစစ်တပ်နေတယ်ပေါ့နော်ဒါမျိုးဆိုတော့နေရာမှန်ရင်ကျွန်တော်တို့ပြည်သူတွေကအခုလိုပဲမောင်းထုတ်စရာမလိုဘူးအခုကသူ့နေရာမဟုတ်ဘူးလေသူ့နေရာမဟုတ်ဘဲနဲ့သူယူထားတယ်နောက်တစ်ချက်ကစစ်တပ်ဒီစစ်တပ်နေရာအလုံးပါဖြစ်နိုင်ငံကြီးလောကထဲမှာစစ်တပ်ကဝင်ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့နှစ်ပေါင်း80လောက်ကိုအာနာရှင်စနစ်နဲ့ကျွန်တော်တို့နိုင်ငံကအဖိနဲ့အချုပ်ချယ်ခံပြီးတော့ နေခဲ့ရတဲ့ဘဝတွေပေါ့နော်အဲ့အဲ့တဲမှာကျွန်တော်လည်းပါပါတယ်အခုကျွန်တော်တို့ဆိုရင်ဒါနှစ်ပေါင်းဟို88လုံးမှာဆိုကျွန်တော်တို့ကအဝါပေါ့6တန်းចောင်းသားဘဝအဆင့်လောက်ပဲရှိပါသေးတယ်အေးပေါ့6တန်း9တန်းပေါ့အဲ့မြင်ငွေးနေမြင်ငွေးနေကိုတော့ကြီးခဲ့ရတယ်ဟိုကောင်း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 မှတ်မိတဲ့အရွယ်ကောင်းကောင်းမှတ်မိတဲ့အရွယ်ပေါ့အဲ့တော့ဆန္ဒပြတဲ့လူတွေကိုကျွန်တော်ကိုယ်တိုင်ဒီအကျော်ပန်းလေးကင်ပြီးတော့လိုက်ကြည့်ဘူးတယ်ဒါကျွန်တော်မြင်ဒီကုန်းပါပေါ့နော်အဲ့အဲ့တုန်းကတော့ကိုယ်က ဒီကျွန်တော်တို့ဒီဟိုအဲ့အဲ့ရဲ့ level တန်းအဲ့မျိုးဆက်တွေပေါ့နော်အဲ့ဒီရဲ့ဥစ္စာကျွန်တော်အတွေးခေါ်တစ်ခုဒါပေမဲ့ဒီအခုနောက်လာတဲ့မျိုးဆက်တွေကျတော့မရတော့ဘူးဗျအခုဒီဂျီဆက်မျိုးဆက်မှာကျတော့အရန်တော်တယ်ကျွန်တော်ဂျန်နူးရှင်ကွာသွားပြီဂျန်နူးရှင်ကွာသွားတယ်ကျွန်တော်တို့လည်းအများကြီးဒီကလေးတွေကမြင်ပါတယ်တားတယ်ညစ်တယ်ပြောတကယ်လည်းတားတယ်ကျွန်တော်ကအချိုးမှုစားခဲ့တာဗျာသူတို့ကသူတို့ကတကြားနဲ့တကြားနဲ့ပြင်းလာခဲ့ရဟုတ်လားအဲ့ဒါကွာတယ်နောက်ပြီးတော့ဟိုဟိုတောက်ရတဲ့ ဥပမာဟဲ့လားအားစည်းတွေပါလေမတူဘူးဗျာ notebook ကစားမကွာမကွာပါဘူးကျွန်တော်ကဘိုးတော့ဟိုဗါလေဒီပြည်တွင်းပြည်လောက်ဗျာဒါမျိုးတွေပဲတောက်ခဲ့ရတယ်လက်ဖေးဆိုလဲကျွန်တော်ကဟိုချက်ချက်နှုတ်စီလာဟဲ့လားဟိုနှုတ်စီခဲကြီးဒါမျိုးကြီးတွေနဲ့ကျွန်တော်တို့ကြီးပြင်းလာခဲ့ကြီးပြင်းလာခဲ့ရတာဟဲ့လားတမဆိုင်မှာစံတိုးပြီးတော့စံစံစံလေးစီးတွေစောင့်ရတာစံလေးစီးတွေစောင့်ရတာလေအဲ့ဘက်ကနှစ်ရက်လားအဲ့အဲ့မှာဟိုကြွက်ချီးတွေနဲ့ဟဲ့လားဟိုခဲလုံးတွေပြီးတော့လေပြည်သူကိုပေးတဲ့စံကလည်းစံကောင်းနေမဟုတ်ဗျာစံချမ်းတွေကိုအောက်ကျုံးတွေအောက်ကျုံးတွေပေးပြီးတော့ ဆိုတော့အဲ့လိုဘောကနေကျွန်တော်တို့ကကြီးပြင်းလာခဲ့ရတဲ့လူတွေအခုတကယ်တကယ်ခုဒီတော်လိုင်းကြီးမှာပေါဝင်လာတဲ့ကျွန်တော်တို့လူငယ်တွေကြီးဆက်တွေအားလုံးကိုကျွန်တော်တကယ်လေးစားပါလေးစားတယ်သူတို့ကဘယ်လိုခေါ်မလဲဆိုတော့ဟိုဆက်ဆက်တိမခံဗျဒီဒီမျိုးဆက်တွေကြတော့ဟုတ်တယ်ဟုတ်တယ်ရှေ့တော့ကလူလူကြီးတွေကြတော့အာနည်းနည်းသူကစဉ်းစားတယ်အဲရှော့ပေးတယ်ဘာညာဘောနော်အလေလက်ဘောဒီလူငယ်တွေကြတော့မရဘူးဟာဒါကြီးကမကောင်းမကောင်းမှန်းသိတယ်ငါတို့ဒီတိုင်းမထားဘူးဟုတ်တယ်ဟုတ်လားငါတို့မောင်းထုတ်မှရမယ်ဒါမျိုးစိတ်နေဗော အဲ့တော့စစ်တပ်ကိုမင်းတို့ကတချို့ကပြောကြမယ်နော်စစ်တပ်ကိုဒီတားထောက်ခံတဲ့လူတွေပြောကြမယ်မင်းတို့ဘာလို့ပုတ်ခတ်တာကျွန်တော်ပုတ်ခတ်တာမဟုတ်ဘူးစစ်တပ်ဒီကျွန်တော်နားလေတာတော့ပြပရန်ကိုကာကွယ်ဖို့အတွက်ဟာဖွဲ့စည်းထားတာကျွန်တော်တို့ဖတ်ဘူးတဲ့စာတွေကျွန်တော်တို့သိရတဲ့အသည့်တွေအားလုံးကတော့စစ်တပ်ဒီတိုင်းပြည်ကိုကာကွယ်စောင့်ရှောက်ရမယ်တို့တန်လိုက်တဲ့လေးချက်ရှိပြီးတယ်အဲ့ပေါ့အဲ့လိုမျိုးအကိုကဒီတော့ဒီသမရတို့ဥပမာဝန်ကြီးဌာနတို့ဘာလို့လဲစစ်တပ်နဲ့မဆိုင်ဘူးအကိုပြောရတယ် ကာကွယ်ရေးလို့ဆိုင်ရင်ဆိုင်မယ်ဗျာကာကွယ်ရေးကတော့သူတို့လက်ဆိုင်တာပေါ့ဟိုကျွန်တော်လဲကြုံမှုမယ်ကိုတို့လဲကြုံမှုမယ်ကျွန်တော်တို့အရင်ခက်တခက်ကဆိုရင်ဘယ်ဝင်ကြီးဌာနကိုကြည့်လိုက်ကြည့်လိုက်ဝင်ကြီးကဗိုလ်ချုပ်ဗတူဗိုလ်ချုပ်ဗတူတွေရွယ်ဟုတ်လားအဲ့တော့ကျွန်တော်ပြောချင်တာဗျာဟိုကျမ်းမာရေးဝင်ကြီးဌာနကကျတော့အာဗိုလ်ချုပ်ကြီးဗတူဒါပေမဲ့စေပညာနဲ့ပတ်သက်ပြီးသူဘာမှနားမလဲဘူး तू ကစစ်ပညာပဲသင်ခဲ့တာလေအဲ့ဒါအဲ့ဒါတွေကကျတော့ငါကြီးရဲ့ဘယ်လိုခေါ်မလဲဒီကောင်ကကျတော့တဖြည်းဖြည်းနဲ့ तू က လန်ချပြီးတော့ဟိုဟာလောက်တာပေါ့နော်စိတ်ဝင်လာစိတ်ဝင်လာဥဟာဥဟာညီကိုကခြေထမ်းမှာတခုဖြစ်လို့ပဲမဖြစ်လို့ပဲဖြစ်ဖြစ်ရှေးခွန်းနေပဲဖြစ်ဖြစ်အလိုအလုံးကတော်ယူလိုက်ပေါ့အဲ့ဆိုရင်တော့စစ်တပ်ကထွက်တော်မယ်ဆိုရင်မင်းကဘယ်ဝင်ကြီးဌာနကိုသွားခြင်းလဲဆာဆာဒါပလန်နဲ့လောက်တာတော့အဲဝဲဝင်းကျွန်တော်ကတော့စက်မှုကိုသွားခြင်းတယ်โอเคစက်မှုကမင်းကသွားညွှန်ကြုံအနေနဲ့သွားဘာမှမသိဘူးတော့ထွေအုပ်တို့ဘာလို့ရှိသေးရလဲအုတ်ချုပ်ရန်နီးယားကိုအုတ်ချုပ်ရန်နီးယားကိုသွားတဲ့အခါမှာလဲ ဒီစစ်တပ်ကထွက်တဲ့ဈေးပုံနဲ့ထွက်တဲ့လူတွေကြီးပဲအဲဒါတိုင်းပြည်ဖြတ်တဲ့နီးစနစ်ကကြတော့စနစ်တကြနယ်ကိုဖျက်ဆီးခဲ့တာကိုပြောပြတာနော်အခုနောက်ဆုံးဒီကျောင်းညိုင်ကလေးတို့ကဘီလိုက်မေးဆက်ရုံဆိုရင်အဲ့ကလူကြီးတွေကြီးလိုက်တော့သူကသူကအေးသူကဒါ passive cooperation တွေပဲပြောတာအဲ့မှာဘုံမှုပြုတ်တွေဟလာလက်ရှိဘုံမှုတွေလည်းအများကြီးရှိတယ်ဘိုးကြီးတွေဟလာဒုတိယဘုံမှုတွေအများကြီးရှိတယ်ခုနကလူဝင်ကြီးဌာနတွေပါဘောနော် ကျွန်တော်တို့ပန်နေရာကြောင်းတက်တဲ့အချိန်တုန်းကဆိုရင်ဒါကျွန်တော်တို့ကအမှုပညာဦးစီးဌာနရည်ချင်းမှုဦးစီးဌာနပေါ့နော်အဲအဲ့လိုဌာနလဲမှာကျွန်တော်တို့ကသူတည်သနာနဲ့လေ့ကျင့်ရေးဌာနကွဲကျွန်တော်ပန်နေရာဌာနပေါ့အာအဲအဲ့ဒီကနေမှသူရည်ချင်းမှုရောက်ကြတယ်နော်အဲ့တော့အဲ့အချိန်မှာဒီရည်ချင်းမှုရုံးဝင်ဝင်ကြီးတွေအကုန်စစ်တပ်ကလာလာကြီးပဲဟောဗိုလ်ချုပ်အောင်ရဲကျော်တို့ဘာတို့ညာတို့ပဲဒါပေမဲ့အဲ့လူတွေကကတ်တယ်လားဆိုတော့ကတ်တယ်လားဆိုတော့ကတ်တယ်ဆိုတတ်လားမဆိုတတ်ဘူးဒါပေမဲ့သူတို့ကဘာစာတွေးနေ အစာသွင်းနဲ့လာပြီးတော့စာအုပ်ဖတ်ပြီးတော့စာအုပ်ဖတ်ပြီးတော့စာအုပ်တော့အများနဲ့ဖတ်တာမဟုတ်ဘူးကွာအကူကအခုစက်မှုကနေပြီးတော့ရည်ကြည်မှုကိုပြောရမယ်ဥမာစက်မှုကနေစိုက်ပျိုးရေကိုပြောရမယ်အဲ့ပြောင်းမဲ့အချိန်ဟိုကနှစ်ပတ်လောက်မှာပဲနည်းနည်းအကူကစာဖတ်လိုက်လေစဘာဘာဖြစ်နေကြဖြစ်နေပေါ့ဘာဘာဘာပေါ့အဲ့စာသွင်းနဲ့တကယ်လက်တွေ့ယူသွားပြီးတော့ဆရာလုပ်တာဗျာအဲ့ဒီမှာဟိုခုနညွန်ကျုပ်တို့ဥပမာအောက်အောက်ကပေါ့နော်ဘာညာဒီညွန်မှုတို့ဝန်ထမ်းတွေစိုက်ပျိုးရေး ကျောင်းကဆင်းပြီးတော့တကယ်လာတဲ့လူတွေကအဲ့ဒီလူတွေအောက်မှာအောက်မှာပဲတကယ်ပညာတတ်တဲ့ကလေးတွေအောက်မှာအောက်မှာပဲအဲ့တော့အဲ့လိုမျိုးစစ်တပ်ကတဖြည်းဖြည်းနဲ့စိတ်ဝင်ပြီးတော့ဝင်ကြီးဌာနတွေပါအဲ့တော့ဖြတ်စည်းခဲ့တာဖြတ်စည်းခဲ့တာလေအာဟိုသူကဘာလဲဆိုတော့လုတ်ပိုင်ခွင့်ရအဲ့ဒီအချိန်မှာဘာတွေကောင်းလဲဆိုတော့ခုနလိုဖားတဲ့ရတတ်တဲ့လူတွေကြောင့်နေရာရနေရာရတယ်ဟုတ်တယ်ဟိုဥပမာဟိုဘာလဲ project ရတာတို့ဘာလို့ညာလို့ပေါ့နော်အဲ့အဲ့မှာတည်းကဘောမှအခုမှမဟုတ်ဘူးအဲ့မှာတည်းကရှိတယ်အဲ့တော့ကျွန်တော်တို့ကလွန်ခဲ့တဲ့နှစ်ပေါင်း80 ်လောက်ထဲကစစ်တပ်ဒီဒီဝင်းကြီးဌာနဘောင်းဆောင်ကိုသူကစိတ်ဝင်ထားတာဒါမှလည်း तू ကသူ့လူတွေဖြစ်တဲ့အတွက်ဘယ်ဝင်းကြီးဌာနအခုဒီလိုမျိုးပြဿနာတစုံတရာတက်လာခဲ့တယ်ပြည်ကဖြစ်လာခဲ့တယ်ဆိုရင်ဟေးဟေးဆိုတာနဲ့လမ်းပြီးတော့တားလိုက်တာနဲ့အဲ့လူတွေအကုန်လုံးကသူ့ဘက်ကိုလက်ပတ်ပြီးသွားလို့ရမှာဆိုတော့ဒါဒီစနစ်တကျကိုတကယ်ဖြစ်ခဲ့တာဆိုတာကိုသိစေချင်တာစစ်တပ်ကဘယ်နေရာမှာတော်လဲဆိုတော့မဟုတ်တာ လုတ်တဲ့နေရာမှာအကျင့်ရုတ်တဲ့နေရာမှာဘလို့တိုင်းပြည်ကိုဖြက်စီးရမလဲငါတို့ကိုကြိုးဘလို့ရမလဲဆိုတဲ့နေရာမှာတားတော်လေအမှန်ပဲတကယ်ကောင်းတဲ့ပညာတွေမှာမတော်ဘူးတော့နောက်တစ်ခုကအခုကျွန်တော်စစ်တပ်ကိုထောက်ခံတဲ့လူတွေငွေကြေးနဲ့ထောက်ပံ့တဲ့လူတွေဟာလာသူတို့ရဲ့လုပ်ငန်းတွေတည်မြဲအောင်မှန်ပဲဥပမာထောက်ပံ့တဲ့လူတွေတချို့ဟိုတချို့ကိစ္စတွေနဲ့ထောက်ပံ့တဲ့လူတွေကဘာနဲ့တူလဲဆိုခုနလူသတ်မှုကျူးလွန်တယ်တော့ကို အခုလေမြန်နေနဲ့ဘုံသွားကျဲနေတဲ့ဟာတွေအပြစ်မဲ့ပြည်သူတွေပြစ်တဲ့ကြီးစံတွေလက်နက်တွေဟာအဲ့ဒီလူတွေစစ်တပ်ကိုထောက်ပံ့တဲ့ပတ်စံတွေဝေတာနော်အဲ့တော့ဒီစစ်တပ်ကျူးလွန်နေတဲ့ဒီအမှုကြီးမှာသူတို့ကလည်းကြံရပါတခါလည်းပါပြီးသားတွဲဘက်ပါပြီးသားပါပြီးသားအဲ့တော့အဲ့လိုပုံကိုလည်းပြောခြင်းတယ်အဲ့လိုလူတွေပြောခြင်းတယ်ကိုစီးပွားရေးကိုမိသားစုအဆင်ပြေရေးအတွက်တော့တိုင်းပြည်ကိုချမနှင်းပါနဲ့လူသက်မှုတွေကိုကျူးလွန်အောင်အပြေးအမြောက်မလုပ်ပါနဲ့ เนาะဒါဒါလာလေးတို့ပြောခြင်းကျွန်တော်စစ်တပ်ကအာဘလောက်ထိကျွန်တော်တို့ရုပ်မာတဲ့စိတ်ကိုမွေးလဲဆိုရင်ဟိုဒီနေ့ကကျွန်တော်တို့ပြောတယ်မွန်းညင်းမှာဒီသူ့ဘိုးဘိုးဘိုးချင်းချင်းတော့ဘိုးချင်းချင်းရဲ့မိန်းမကိုမရင်းကျင်နေဆိုတော့အတွက်ကြည့်လေကဲရက်တိုက်ပြီးတော့မရင်းကျင်လာလေအဲ့တော့ဟိုစစ်တပ်ထဲမှာရှည်တန်းမှာဥပမာနောက်ကြည့်ရောက်ပါသလိုဒီအရာရှိတွေကလေနောက်တန်းမှာလေမိန်းမတွေစိတ်မချအောင် ခုနလိုနောက်တန်းမှုဆိုတဲ့ကောင်တွေကလည်းလှုပ်ချင်တာလှုပ်တာဒါပဲလေဆိုတော့အဲ့ဒီမရင်းကျင်တဲ့ကောင်ကဘာလဲဆိုတော့သူ့အဖေကတကယ်အာသူရောက်ခွမလားမသိရောက်ခွမလားအဖေလားမသိထားလိုက်ပါတော့ကျွန်တော်လည်းသိပ်မသိဘူးလူကြီးတိုင်ဝမ်လူကြီးတိုင်ဝမ်ကတကယ်ကိုသူတို့ဟိုဖြစ်ခဲ့တဲ့အဲလူကြီးတိုင်ဝမ်ကပေါ့နော်ဘိုးဘိုးချုပ်ရာသူအဆင့်တည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီရဲ့နောက်ကမျက်နှာဖုံးပါဘာဖြစ်လဲဆိုတော့သူ့ရဲ့တမက်လားတမက်လားသားလားတော့မသိဘူးပေါ့ဗျာ သူလို့တမယကိုအောက်ကတက်ရင်မှုတွေဒူးရင်မှုတွေကဒူးတိုင်းမှုဒူးတိုင်းမှုထိတော့ဘာမှမပြောရဘာမှမပြောရဘူးဆိုတော့အော်ဒါဆိုရင်စစ်တပ်ကတော်တော်ကိုကျွန်တော်တို့ရုပ်မှာရိုင်းဆိုင်နေဟိုကဟိုကလေအဆင့်ကိုရောက်သွားပြီဒီအကိုကြီးညီလေးကိစ္စတော်တော်တိုင်းပြီးပြက်သွားတာဟုတ်တယ်အကိုကြီးတို့ညီလေးတို့ဟဟာအဘလေးတို့အဘကြီးတို့ဟဟာအကိုကြီးညီလေးအဲ့ဒါတိုင်းပြီးတော်တော်ဖြတ်ပလိုက်တာနော်အာအကိုကြီးလို့တော့ကောင်းပါလေအဲညီလေးလို့တော့ okay အဲ့ဒါအဲ့လိုမျိုးကြီးတို့ တသွေးတသန်သမိတ်ဆိုတော့ကအမှန်တော့မကောင်းတဲ့နေရာဖြစ်နေတယ်တသွေးတသန်သမိတ်ကစစ်တိုက်တဲ့နေရာမှာပဲတကယ်ကိုအတုံးဝင်တာစစ်တိုက်ပြီးဆိုတာနဲ့တသွေးတသန်သမိတ်ကရဲဘော်ရဲဘက်ဘုံမူဘိုးကြီးဘိုးလေးစအဲ့ဒါတွေကတသွေးတသန်သမိတ်နဲ့တွားတဲ့ခါမှာအောင်မြင်မှုကိုရတယ်ကျွန်တော်အဲ့တော့အခုတော်လိုင်းဘက်ကကျွန်တော်တိုက်ပွဲတွေဆင်နွှဲကြတယ်အဲ့ကိုခုနကပြောတသွေးတသန်သမိတ် အဲ့ဒါစစ်တပ်မှာမရှိတဲ့ကြားပြီကိုဘာလို့ကျွန်တော်တွေးကြည့်တော့ဘောနော်မရှိဘူးတွေးတန်တမိန်ဆိုတာကျွန်တော်တို့တော်လန်ကြီးဘက်ကဘာလို့လဲဒီစစ်တပ်ကိုပဲဘုံရန်သူဖြစ်အခုတိုင်းသားတော်လန်ကြီးတက်တရားစအဲ့ဒါအဲ့တော့ကဘာကိုလဲတိအောင်တခါကြရဲ့ဟိုနီးစက်တဲ့လူတွေပြောကြပါဟာလာအချင်းချင်းတိအောင်ပြောကြပါဘာလဲဆိုတော့ကိုတိုင်းပြည်မှာရှိတဲ့ဟာလာတိုင်းသားလူတို့အားလုံးကဒီစစ်တပ်ကိုဘုံရန်သူဖြစ်သတ်မှတ်ပြီးဆိုရင်တော့ ဟာအများနဲ့တယောက်တော့လာမပြောနဲ့တယောက်ကတော်တော် အကြီးမားလို့ဒါအများကလက်မခံတာလေဟုတ်တယ်မဟုတ်ဘာဟိုကျွန်တော်နိုင်ရှင်ပြရမလဲဆိုရင်ကဲသူတို့ဘောမားတွေထောက်ခံနေတဲ့ဦးမင်းအွန်လိုင်းပေါ့နော်ဦးမင်းအွန်လိုင်းနဲ့ကျွန်တော်အဲအမေဒေါအောင်ဆန်းစုကြည်နဲ့ရှင်လိုက်တဲ့အခါမှာကဘာကဘလို့မြင်နောက်ကျွန်တော်နိုင်ငံသားတွေအကုန်လုံးဟိုကဘာ နိုင်ငံအသီးသီးမှရောက်နေရတယ်အမေအတွက်မွေးနေ့ဆူတောင်းလေးလေးလုပ်ခွင့်ကြတယ်ဒါကိုတိုက်နိုင်တတ်နိုင်တဲ့အရာလေးပေါ့အခုဦးမင်းအောင်လိုက်ကိုမြင်တဲ့အမြင်ဒီကဘာကအာနာတိန်းထားတော့စစ်တပ်ဆိုမြင်အာနာတိန်းထားတော့အာနာရှင်ပုတ်ချုပ်နေတယ်လို့မြင်ဒီလိုပဲမြင်တယ်ဒီလိုပဲမြင်တယ်အာဘာလဲဆိုတော့ကျွန်ကဘာမှာကျွန်တော်တို့အခုလက်ရှိမှာဆိုရင်ဒီမိုကရေစီစနစ်တွေထုံးကားတဲ့နိုင်ငံတွေတပုံကြီးရှိတယ် ဆိုအာနာရှင်စနစ်မရှိဘူးလားဆိုတော့လေအာနာရှင်စနစ်နဲ့အုပ်ချုပ်နေတဲ့နိုင်ငံတွေလည်းရှိတယ်ဒါပေမဲ့ကောင်းလားမကောင်းဘူးမကောင်းဘူးကျွန်တော်တို့လိုပဲမတိုးတက်မတိုးတက်ဘူးဆိုအာနာရှင်စနစ်ကတကယ်တော့လုံးဝမကောင်းပါဘူးအခုကမ္ဘာမှာနံပါတ်1 2 10ဆိုတဲ့နိုင်ငံတွေကဘာကြောင့်တိုးတက်လဲသူတို့ဒီမိုကရေစီစနစ်ကိုကျင့်သုံးတယ်အာနာရှင်စနစ်မကျင့်သုံးဘူးအာနာရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေတိုးတက်လားသူများနောက်ကပဲသူများနောက်ကပဲရှိတယ် ောက်တစ်ခုရှိတယ်ဟိုကျွန်တော်တို့ရှိမှာကရုံးပိတ်ရဲ့ចောင်းပိတ်ရဲ့များတယ်နော်ဟုတ်တယ်များတယ်ဟာဟိုကနေဒီဟာနေတည်းတော်တော်များတယ်သူတို့တိုင်းပြည်တွေမှာကျတော့အဲ့ဒါကြီးတိတ်မရှိဘူးတနင်္ဂနွေအဲ့ဒါဒါစနေနေ့ဆိုတော့စနေနေ့ပြည့်ရပေါ့နော်ကျန်တဲ့ဟာတော့ဗာနေ့ကျန်လေးလာမပြောနဲ့ရှိတော့ရှိတယ်ဟိုအများကြီးမရှိတာပေါ့နောက်တစ်ခုရှိတယ်သူကအခုအတွေးရရင်အခုကောက်လို့ကျွန်တော်တို့ဆိုရင်ဟိုကဒါကျွန်တော်မယုံကြည်လို့ပြောတာမဟုတ်ဘူးနော်ဟာခဏနဂါးကောင်းကဘယ်လိုလှဲ့တယ်ဟုတ်လား ဒီနေ့ကပြက်သလားလို့ဘာညာလို့ဒါမျိုးကိစ္စလေးရှိတယ်ဗျအဲ့တော့တခါကျရင်တချို့သွားမယ်ဟာလေးနေနေတယ်ဟလာဒါမျိုးလေးရှိတယ်ဒါပေမဲ့ဒါကိုယုံကြည်တာလေဒီဘက်မှာဘောဟာရှိသေးတယ်ဗျာဗုဒ္ဓဦးတဲ့ခေါင်းမှုရှောင်းနေတယ်ဘာဖြစ်လို့ခေါင်းကြီးဆိုမှဆိုလို့အဲ့လိုပြောရင်ကျွန်တော်တို့ကကတိကသက်ပြောတယ်လို့ထင်မယ်ဒီနေ့တော့ဇာဒီနေ့လာကေတာဆန်ညာမပြူရအဲ့တော့ကိုယ်ရပြက်သလားမှာငရုတ်သီးစားလဲဆက်ပါတယ်မချို့ပါဘူးဒါကျွန်တော်မယုံလို့ပြောတာမဟုတ်ဘူးနော် တချို့အရာတွေရှေးထုံးလည်းမပယ်ကြပါဘူးမပယ်ကြပါဘူးဒါပေမဲ့တချို့နေရာလေးကြီးတွေလွဲနေတဲ့ဟာလေးတွေပြောပြနည်းနည်းလွဲတယ်ရှေးကလူကြီးတွေကတော့ဒါအစင်လာနဲ့ထားခဲ့တာဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတခါကျရင်ကျင်သုံးတဲ့နေရာလေးတွေလွဲနေတယ်ဗျာဒါအဲ့တော့တရားတဲ့တိုင်းကုသိုလ်ရတာမဟုတ်ပါဘူးတရားဆိုတာဒါကျွန်တော်ဩဒိတဇေတိဓမ္မဇေတိပရိဘောဂဇေတိဇေတိသုံးရရှိတယ်ဗောနော်ဒါကတော့ကျွန်တော်တို့အာလုံးကတော့ဒါတွေတည်ပြီးသားဖြစ်ပါလိမ့်မယ်ဖျားတဲ့တိုင်းကုသိုလ်ရတာမဟုတ် တကယ်တော့ကျွန်တော်တို့နိုင်ငံမှာရှင်းရနွမ်းပါတဲ့နေရာတွေတပုံကြီးပါအဲ့ဒီနေရာတွေမှာဈေးရုံဈေးကန်ဖျားတယ်မဲ့ဒီဟိုငွေကြီးမဲ့ငွေကြီးမဲ့အမဖျားအမျိုးမျိုးနေနေမတည့်လို့ကျွန်တော်တို့မပြောဘူးတဲ့ပါတဲ့ပါတဲ့ပါတဲ့လို့ရတယ်ဟာလာဒီမျိုးရဲ့အထင်ကရသဒ္ဒါဒ္ဒါကိုယ့်ရဲ့သဒ္ဒါပါဟာလာအထင်ကရနေရာကြီးဆိုပြီးတော့တဲ့ပါပြီးတဲ့အခါမှာဘာလုပ်မလဲဒီကျမ်းမာရေးတို့ပညာရေးတို့မျိုးတိုင်းမျိုးတိုင်းမှာရှိတယ်နော်ရှိမဟုတ်ဟိုအဲ့ဒီနေရာမှာသွားပြီးတော့သုံးဆွဲမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံက ကျမ်းမာရေးလို့ပညာရေးလို့อ่ะမြင့်သွားမယ်အဲ့ကျအတွေးခေါ်တွေမြင့်သွားမယ်တိုင်းပြည်တစ်ခုမှာအခုကျမ်းမာရေးနဲ့ပညာရေးအရေးကြီးတယ်နော်အရေးကြီးဆုံးပဲအိမ်တအိမ်မှာကျမ်းမာရေးနဲ့ပညာရေးအရေးကြီးတယ်ဘာဖြစ်လို့လဲကျမ်းမာရေးကောင်းမှဟိုကောင်းကောင်းပညာသင်နိုင်မယ်ဟုတ်ပြီကောင်းကောင်းပညာသင်နိုင်ဖို့လေကျွန်တော်ကအလုပ်လုပ်ရမယ်ဟာလာဘလို့သင်ကောင်းမလဲဒါမျိုးထောက်ပံ့မှုတွေရှိရမယ်တိုင်းပြည်တစ်ပြည်မှာလည်းဒီလိုပဲ ဟွာတိုက်ပြီးကျမ်းမာရေးကောင်းလို့အခုကျွန်တော်တိုက်ပြီးကျမ်းမာရေးမကောင်းဘူးလေဒီကပဲအဲ့တော့ကျမ်းမာရေးမကောင်းတော့ဘာဖြစ်လဲပညာရေးလည်းမကောင်းဘူးအဲ့တော့တိုက်ပြီးတစ်ခုမှကျန်တာရေးတော့ကျွန်တော်မသိဘူးကျမ်းမာရေးနဲ့ပညာရေးကိုကောင်းကောင်းလုပ်လိုက်ပါခဏလေးပါအဲ့တိုးတက်နေတဲ့တိုက်ပြီးတွေကိုမှီဖို့ပေါ့နော်ဒီကတော့ကျွန်တော်တို့နိုင်ငံမှာအဓိကညီပြောသလိုပေါ့ကိုတို့နိုင်ငံမှာကျမ်းမာရေးနဲ့ပညာရေးကအရန်ကိုနှိမ်ပါတယ် ။ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ဥပိ္ပခာပြုတာလေတို့က။ကျမ်းမာရေးနဲ့ပညာရေးကိုတကယ်ကိုဥပိ္ပခာပြုတာ။ကိုစေးယုံလေအခုစကားဖြတ်ပြောတာမဟုတ်ဘူး။သွားကြည့်လိုက်။စေးယုံမှာစေးမရှိဘူးတကယ်မှန်တယ်ဗော။အပြင်မှာတော်တော်ထွက်ဝေရတယ်လေ။ဟုတ်လား။ပတ်တီးနဲ့ဂွန်းတော်မှာအနိုင်နိုင်။ဟိုကြောင်းနေသွားကြည့်လိုက်။ကျွန်တော်တို့နေဒီဘက်မှာဆိုရင်เนาะကျွန်တော်ကျွန်တော်ဆိုရင်ဟိုကနေတွေကိုလှည့်ပြီးတော့ဗျာဟိုကျွန်တော်ဒီအရင်ကဇက်တွေကပ်ရပါတော့အဲ့မှာကျွန်တော်တခါကျစာသင်ကျောင်းတွေမှာတဲရတာရှိတယ်ဟုတ်တယ်လေဟာအဲအเจ้าမှာသွားအိပ်ရတာရှိတယ် ကိုယ်အိမ်ကခုံယူပြီးတော့ကိုကြောင်းတက်တဲ့ကလေးလေးရှိတယ်ကိုစာတင်တဲ့ခုံမလောက်လို့စာအုပ်ဆိုရင်တော့ပြောမနေနဲ့တော့အဓိကတော့ကျွန်တော်နိုင်ငံမှာဂျမားရေးနဲ့ပညာရေးကိုအဓိကထားပြီးတော့လုပ်တင်တယ်နောက်တစ်ချက်အဲဒီလိုဟာမျိုးဘာကြောင့်အာနာရှင်ကဒီရဲ့အချက်အဲကိုတိထားတဲ့အတွက်ဒီစုတ်ကိုတိထားတဲ့အတွက်ဒီစုတ်ကိုသူကပြီးထားတာဒါမှသာရင်သူ့ရဲ့အာနာတီတည်မြဲဖို့အတွက်စူးစမ်းလို့ရမှာဟုတ်ဆို ိုင်းပြည်မှာပညာမတတ်တယ်။တိုင်းသူပြည်သားတွေပညာမတတ်လीသူတို့အာဏာရှင်တွေတတ်တန်းရှိနေတယ်။ပို့ပြီးတော့ဟိုသူတို့အသက်ရှိနေပြီ။နောက်ကျွန်တော်တို့ရှိနေတယ်။ကျွန်တော်တို့လည်းကျက်ဆံနေကြည်ပင်ကြရတယ်။မှန်တယ်။ဟိုကကန်ထဲမှာရေပြေးနေဒီတာတာတာရရရှိပါသည်။ဟုတ်ပြီ။ကန်ထဲမှာရေပြေးတာပဲကျွန်တော်တို့သိလိုက်တယ်။ကန်ထဲမှာရေချရင်ဘယ်လိုလုပ်မလဲကျွန်တော်တို့မသိဘူး။အဲ့ဒါပဲ။အခုအဲ့ကြောင့်တဘာဝဘေးရန်တွေဖြစ်ဘယ်လိုလုပ်မလဲမသိဘူး။အဲ့ဒါအဲ့ဒါအဓိကတော့ပြောချင်တာအချက်ကတော့အတိုင်းမီပါကျွန်တော်တို့ ပညာမြင့်မအောင်လုပ်ရမယ်။ကျမ်းမာရေးမြင့်မအောင်လုပ်ရမယ်။ဒါမှသာလေဟိုကျွန်တော်တို့ပြောချင်တာဒီလိုပေါ့နော်။ဟိုဘာသာရေးကိုလည်းကျွန်တော်ထိခိုက်ပြီးပြောတာမဟုတ်ပါဘူး။ကျွန်တော်လည်းဗုဒ္ဓဘာသာဖြစ်တဲ့အတွက်မြန်မာလူမျိုးဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ဘာဖြစ်လို့ဗမာလူမျိုးဆိုတော့ကျွန်တော်တို့မတ်ဖို့တင်မှာဆိုဘာလူမျိုးလဲ။ဗမာမြန်မာဆိုတာတနိုင်ငံမြန်မာဆိုတာတနိုင်ငံမြန်မာနိုင်ငံပေါ့နော်။မြန်မာနိုင်ငံဆိုတာကိုစားပြုတာဗမာဆိုတာဗမာလူမျိုးဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကျွန်တော်တို့ဖျားတယ်တယ်ကြောက်ဆောက်တယ် စာကိုကျွန်တော်တို့အပြစ်မပြောဘူးဒါကကိုယ့်ရဲ့တရားပြတ်တာတည်တင်းတဲ့လောက်တည်လိုက်ပါတည်ပါတည်ပါမတည်နဲ့မပြောဘူးဒီတချို့နေရာဟိုတည်တချို့ကိစ္စတွေကိုအဲ့ဒါတွေမလုပ်ဘဲနဲ့စာတင်ကြောင်းတို့ဥပမာဆေးရုံတို့ပါအထောက်အကူပြုပစ္စည်းတွေတို့အစ်စ်မီအောင်လုပ်ပြီးလဲဘလော့ကောတိပါလိမ့်မယ်ဒီရန်ကုန်လှဲဒန်းတို့နောက်ရှစ်မိုင်မီးပွိုင်းတို့နောက်ပြီးတော့ကျွန်တော်တို့ဒီမီးပွိုင်းတော်တော်များများမှာတောင်းကလာမီးပွိုင်းလို့မီးပွိုင်းတော်တော်များများမှာကလေးလေးတွေချီပြီးတောင်းစားနေတဲ့ဟာလေးကိုတွေ့ပါလိမ့်မယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာအလုံးရှိတယ် လုပ်ငန်းမရှိတစ်ချက်ကျွန်တော်တို့နိုင်ငံပညာတက်ဖို့အတွက်ကလေးတွေအတွက်အထောက်အကူပြုနေတော့အရာဘာမှမရှိဘူးသူကဟိုကလေအလုတ်ကင်အခွင့်အလမ်းမရှိဘူးစတင်ကြောင်းတက်ဖို့အတွက်ဈေးဈေးမရှိဈေးကမိဘတွေကြောင်းမထမ်းနိုင်ဘူးတို့ဟုတ်လားမှန်တယ်စာဝင်တွေရုံးကန်တဲ့အတွက်ကြောင်းမထမ်းနိုင်ဘူးအဲ့တော့အဲ့လိုပုံစင်းလုံးတက်လေကလေးတွေပညာမတင်နိုင်လေစစ်တပ်ကဘူကြိုက်လေဒါတိုင်းပြူအနုနီးနဲ့ဖြက်စီးခဲ့ဖြက်စီးတဲ့မျိုးပဲအစိတ်တိုင်းမှတည်တာမဟုတ်ဘူးတော့မှန်တယ်နှင်းပြီးတော့ဒါတက်တဲ့နီးပဲ ဟုတ်လားနောက်တစ်ခုဟိုဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အခုဈေးရုံတရုံသွားမယ်ဗျာကျမ်းမာရေးဆိုလို့အကိုကလူနာကျွန်တော်ကဆရာဝန်ပေါ့ရန်ကုန်ဈေးရုံကြီးသွားမယ်ဥပမာကိုကလာပြအဲ့ကျရင် तू ကဘာပြန်လို့ဆိုတော့ခင်ဗျားယောဂါဒီမှာမရဘူးခင်ဗျားကျွန်တော်ထိုင်တဲ့ဈေးကောင်လာခဲ့အဲ့လိုပြန်ချင်းသွားလာဈေးရုံမှာဘာမှမရှိဘူးလေအမှန်အပြင်းမှာตัวမကူရအောင်ဗျာကျွန်တော်တို့ဈေးရုံမှာဟာဈေးရုံကြီးဆိုတာကကျွန်တော်တို့ဒီပြည်သူတတ်ထားတဲ့ ်ရေးထားတဲ့နာမည်လေးကိုရေးထားတဲ့စာသားလေးကိုတေချာနားတော်ကြီးတေချာဖတ်ကြည့်နော်ပြည်သူစေယုံကြီးอืมဆော့ပြည်သူဆိုတာကပတ်သက်ရှိတဲ့လူတွေရှိမယ်ပတ်သက်မရှိတဲ့လူတွေလူတက်တန်းသားလည်းရှိမယ်စင်းရဲအားလုံးကိုစားပြုတာအားလုံးကိုစားပြုတာအဲ့တော့ဒီစေယုံကြီးကိုလာတဲ့အခါမှာပတ်သက်ရှိတဲ့လူကတကယ်ပေါမောခိုင်ကြီးထိုင်တဲ့စေယုံကြီးမှာသူတို့တွားပြရင်ပြပါလေဒီစေယုံကိုတော်တော်များများတော့သူတို့မလာနိုင်ဘူးလာဟိုလာတော့လာတယ်အကိုဒါပေမဲ့လာရင်အကိုဘာလို့လဲမသိဘူး ခင်ဗျဒီမှာဒီဆေးရုံရောက်တည်တဲ့တိုင်းခင်ဗျအလှည့်ဆောင်ဘယ်လောက်ကြာမလဲအဲ့တော့ကျွန်တော်ထိုင်နေဈေးကန်လိမ့်စာပေးလိုက်ဟာဟိုးသွားတယ်အဲ့မှာအဲ့ဆရာဝင်လဲ तू ပန်းစင်းနေရသေးတယ်ဗျအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာယောဂခက်ကြီးကြီးတစ်ခုဖြစ်ရင်လေဟိုငွေမရှိရင်ဘာမှလုပ်လို့မရဘူးသူများနိုင်ငံဈေးရုံနဲ့ဒါမျိုးလားမဟုတ်ပါဘူးဆိုတော့ကျွန်တော်ဒီမှာနိုင်ငံသားတွေမှာကျွန်တော်တို့ကျွန်တော်လည်းတော်တော်များများထိုင်းရောက်ပြီးစင်ကာပူရောက်ပြီးမလေးရှားရောက်ပြီးခေါင်းရရောက်ပြီးအဲနော်အဲလာအိုသွားပြီးတယ် အဲဆိုတော့၄၅၆နိုင်ငံဆိုတော့တော့အဲ့မှာကျွန်တော်တို့ရဲ့စနစ်တွေကိုကျွန်တော်လေ့လာတဲ့အခါမှာပါလဲဆိုတော့ကျွန်တော်ဒီကျမ်းမာရေးပက်ကန်ဆိုတဲ့စနစ်ကိုတို့မှာရှိတယ်။အဲ့ဆိုတော့အဲ့ဒါပါလဲဆိုတော့တို့နိုင်ငံမှာရှိတဲ့လက်လုပ်လက်စားတွေအကုန်လုံးကိုပါလုတ်ပေးထားတဲ့ပက်ကန်အခုဒါပေမဲ့ကျွန်တော်ရှိမှလည်းအရင်ရှိတယ်လေပါလဲလူမှုဖူလုံကြီးကလူမှုဖူလုံဒါလည်းပက်ကန်ပဲစီအဲအဲမဟုတ်ပက်ကန်လို့မှန်ဒါပေမဲ့ဘာကွာလဲကျွန်တော်အတော်ယောက်ျားပေါ့နော်ကျွန်တော်အတော်ရဲ့ယောက်ျားအဲ့ဒီအတွက်ဒီ ဟိုပါဗောအလုတ်တစ်ခုပါထိခိုက်မှုဖြစ်သွားတာဗောနော်အဲ့လေငွေကျွန်တော်ခန့်ငယ်ရတော့အဲ့ပါဗောလူမှုဖူလုံရွေးသွားပြတော့ဝန်တန်းဆိုတော့သတ်ပြတော့အဲအနာရီပဲကြည့်ရတော့ဗျအဲ့ပါပတိဖြီလိုက်တယ်ကြည့်ရဟိုအရက်ပြန်ဟိုတော့လေအရက်ပြန်ဆေးလိုက်ခရော့ဆက်ကြီးထိသွားတာနော်အဲအရက်ပြန်ဆေးလိုက်တယ်ပြီးလို့ပြောနောက်ပါလေတော့တန်ဆေးတော့အတန်ကြီးအောင်အဲ့ဆေးလေလေတပုံးရွေးအကောင်ပေးလိုက်ပြီးသွားရင်ဘာဒါနဲ့တော့တက်လာမတက်လာတော့မသိဘူး ဆောဟုတ်ကကျွန်တော်ပြောပြောလိုက်တဲ့ပိတ်ကန်ဆိုတာကဒါထိုင်းနိုင်ငံမှာသုံးတာပေါ့နော်ကျွန်တော်ဒီစင်ကာပူတို့ကိုရီးယားတို့အဲဆိုမလေးရှားတို့မှာဆိုရင်တော့ကျမကြီးအာမခန်ကျမကြီးအာမခန်ဥပမာအာလူတယောက်ကတနစ်စာလုံးအတွက်အာမခန်ဘလောက်ဆိုတာကိုတခါတည်းထည့်လာတယ်ကျွန်တော်တို့မရှိကျွန်တော်နိုင်ငံမှာနဘူတဲ့စနစ်မရှိတဲ့အတွက်အာဒီလိုပြက်စီးရတယ်ဆိုတာကိုပြောနေတာအဓိကအစကားကတော့ကျမကြီးရဲ့ပညာရေးရဲ့ဦးစားမပေးဘူးဆိုနိုင်ငံပြက်စီးရတယ်အတူတူပဲ ဆိုတော့အဲ့တော့ကျွန်တော်တို့အခုလက်ရှိမှာအဲတတင်းလေးတွေရထားတဲ့ဟာတော့ကျွန်တော်ဒီနေ့မနေ့ဆိုရင်စောမှာပုံကျဲလိုက်တယ်မနေ့ကဆိုရင်အဲကျွန်တော်တို့အဲစကိုင်းတိုင်းပင်လယ်ဘူးမြို့နယ်မှာအပုံကျဲတယ်ဆရာဆရာမတွေတောင်းသူတောင်းသားတွေထိတယ်နောက်ပြီးတော့ကနီကနီမှာထပ်ကျဲတယ်ဆိုတော့ဒီနေ့အစီအစဉ်လေးကတော့ကျွန်တော်တို့ကျမ်းမာရေးနဲ့ပညာရေးမတက်ဘူးဆိုကျမ်းမာရေးနဲ့ပညာရေးကိုအဓိကထားပြီးမလုတ်ခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်တို့ပညာမတက်လို့အခုလို့ပညာမဲ့တဲ့အလုပ်တွေလုပ်နေတာဟုတ်တယ်ကျွန်တော်နိုင်ငံကိုဖျက်ဆီးခဲ့တာကအဓိကကတော့စစ်တပ်ပါပဲဆော့စစ်တပ်ဆိုတာတိုင်းပြည်ကိုကာကွယ်ရမှာ တိုင်းပြည်ကိုမကာကွယ်ဘဲနဲ့တိုင်းပြည်မှာဖျက်ဆီးခဲ့တော့စစ်တပ်ကဘာမှမရှိဘူးမြန်မာတခုပဲရှိတယ်နော်အဲ့ဒါတော့ဂိနေဆန်ကြီးဂိနေဆန်ကြီးတင်တင်နော်ဆော့အဲ့ဒါကျွန်တော်တို့ဒီနေ့စကားဝိုင်းလေးကတော့ဒီလောက်လေးပါပဲအဲဒီလောက်ပါပဲကျွန်တော်တို့သိတယ်လို့ကျွန်တော်တို့မှတ်သားမိသလောက် ကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့ဘဝအတွေ့အကြုံတွေလည်းပြောတာပါနော်မပုတ်ခတ်ဘူးမစော်ကားဘူးဒါပေမဲ့ကျွန်တော်မြင်တဲ့အမြင်ကိုပြောတာပါအားလုံးကလူသားတွေပါမှန်ပါတယ်နော်လူလူလိုပဲကျွန်တော်တို့မြင်ပါတယ်အဲ့တော့ဒါပေမဲ့အမြင်မတော်တဲ့ကိစ္စဟိုတော့နည်းနည်းတွေ့ရင်ပြောသင့်ပြောလိုက်ပြောသင့်ပြောလိုက်တာတော့ပြောရပါမယ်အဲ့တော့ဒီတော့မှရှိတဲ့တထေးတကြွေတွေအဲခလုံးကြီးတွေအဲ့ခလုံးကြီးတွေလည်းကျွန်တော်တို့ကလည်း white coat လုပ်သင့်တယ်နော်အဲ့ဒီအခုဂျွာတွေမှာမြို့တွေမှာဘုံလိုက်ကျဲနေပတ်စံတွေအဲ့ဒီတွေပါတယ်အဲ့ဒီတွေသွားတာတွေအဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ဲ့လိုလုပ်ငန်းရှင်တွေဟလာအဲ့လိုပုံကိုတွေကိုလည်းကျွန်တော်ဘိုက်ကော့လုံးတင်နေကြဆိုတော့ကျွန်တော်တို့ကမှာကြပါတယ်ဖရားတယ်ပါចောင်းဆောက်ပါမတဲနဲ့မပြုတ်ပါဘူးကျွန်တော်တို့နိုင်ငံအတွင်းမှာရှိတဲ့ပြည်သူလူထုကျမ်းမာရေးနဲ့ပညာရေးကိုအဓိကထားပြီးလုပ်ဝေးပါဆိုကျွန်တော်ဒီနေရာကနေပြီးတော့တိုက်တွန်းကြပါတယ်တိုင်းပြည်ကကျွန်တော်တို့မကျမ်းမာမှာဖြစ်နေပါတယ်ခင်ဗျာဒါပေမဲ့ကျမ်းမာတော့အောင်မကြခင်ကျမ်းမာသွားပါလိမ့်မယ်တိတ်မကြပါဘူးကျွန်တော်တို့တွေမကြခင်တိုင်းပြည်နေကောင်းတော့ပါပါခင်ဗျာအားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ